န်ဝါရှနိုင်ငံတစ်ခုဖြစ်ပြီးဘော်နီယိုကျွန်းပေါ်တွင်တနိုင်ငံလုံးရှိနေကကြံရှိတဲ့ကျွန်းရံနယ်မြေများကိုမလေးရှားနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကပိုင်ဆိုင်ကြပါတယ်။ ဘလူးနိုင်းနိုင်ငံရဲ့လူဦးရေမှာ2023စစ်တမ်းအရာ435524ဖြစ်ပါတယ်။အဓိကပြောဆိုတဲ့ဘာသာစကားမှာမလေးစကားဖြစ်ခါအင်္ဂလိပ်ဘာသာစကားလည်းအသုံးပြုကြသလိုမလေးလူမျိုးအနွယ်ဝင်အများဆုံးနေထိုင်ကြပြီးတရုတ်အိန္ဒိယနဲ့အခြားလူမျိုးများလည်းနေထိုင်ကြပါတယ်။အစ္စလမ်ဘာသာကိုအများဆုံးကိုးကွယ်ကြကာခရစ်ယာန်နဲ့ဗုဒ္ဓဘာသာကိုးကွယ်သူအနည်းငယ်ရှိပါတယ်။နိုင်ငံမှာရှရီယာလို့ခေါ်တဲ့အစ္စလမ်ဘာသာရေးဥပဒေနဲ့ဗြိတိရှားတို့စီကားရတဲ့ကျင့်တုံးဥပဒေနှမျိုးကိုအပြိုင်ထားရှိကာမြို့တော်က ဗန်ဒါပီရီပီကာဝန်ဖြစ်ပါတယ်။ဘရူနိုင်းနိုင်ငံကိုကမ္ဘာမြေပုံမှာရှာကြည့်ရင်အလွန်သေးငယ်ပြီးမလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံနှစ်ခုကြားတီးရှိကပြည်နယ်ကြီးတစ်ခုစားဧရိယာလောက်ပဲရှိပါတယ်။ဒါပေမဲ့နိုင်ငံငယ်လေးဟာတစ်ချိန်ကအင်္ဂလိပ်တို့ရဲ့ကာကွယ်မှုအောက်မှာသာရှိခဲ့ပေမဲ့အခုအခါမှာတော့အရှေ့တောင်အာရှမှာစင်ကာပူပြီးရင်ဒုတိယအချမ်းသာဆုံးဖြစ်ခါကမ္ဘာမှာတော့ပြည်စမမြောက်အချမ်းသာဆုံးဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်ပါတယ်။ရေနံနဲ့သဘာဝတက်ငွေလေးကြောင့်ချမ်းသာတာဖြစ်ပြီးဘရူနိုင်းကိုအုပ်စိုးကြတဲ့ဆူတန်ဘီယင်မျိုးဆက်တော်ဝင် သားစုကဒဏ္ဍာငွေကြေးပိုင်ဆိုင်မှုတောင်းတင်း